ကဲဒီမှာဘာလေးလဲတီးကြလားကွယ်ဒါဘာဒီလဲတီးကြလားပဲတောက်ထင်လားဒါကတော့မြောင်းကိုဒီအတောက်လေးတွေပေါ့နော်မရွှေတို့ကကြမြောင်းမို့ဒီကိုတချို့ကကြလေဒီလိုမျိုးလေးချစ်ချစ်ချစ်ကြော်စားကြတယ်ပြင်မယ်မရွှေကကြအဲ့လိုမစားတတ်ဘူးမြောင်းမို့ဒီအထဲကအစေးနုနုလေးတွေယူပြီးတော့စားရည်စိမ့်မယ်ပေါ့နော်တញင်းဒီအစားထိုးစားတယ်ပေါ့ကွယ်တញင်းဒီကငငယ်တော့ကြိုက်တယ်နောက်ပိုင်းကကြော်လေးစီးအောက်တာလေးအဲစီးကျင်တာလေးဖြစ်လာတယ် အာဒီတင်းင်းလေးစားပြီးဘာဖြစ်လဲဆိုတော့ကျေရဆီးမှာအနေထိုင်တာတွေများအဲနောက်ပိုင်းတင်းင်းလေးကလည်းဘာမှကောင်းကျိုးမရှိဘူးလုံးဝဆိုးကျိုးအစိတ်သီးတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်လုံးဝမစားတော့တာပေါ့နော်တင်းင်းလေးကိုလုံးလုံးဝရှောင်လိုက်ပြီးမစားတော့ဘူးတချို့ဆိုမရွှေရမရွှေမှာတင်းင်းလေးလဝဲကြရတင်းင်းလေးကအရန်ပေါ်တာပေါ့နော်ဒီကရင်သားမဆိုခူးရောင်မဲလေးကွဲသေးလားရောင်းပေးလို့ရရတယ်မဲ့စဉ်းစားတယ်ဩငါအစိတ်သီးများရောင်းသလိုဖြစ်တော့မှမသိဘူးလို့အဲကြကိုလည်းမစားဘူးဆိုတော့မရောင်းပေးဖြစ်တာတကယ်လို့ယူမယ်ဆိုတပုံကြီးရှိတယ်နော် ဒါကမြောင်းမှုတီးပင့်လေးပေါ့နော်။သူကလေတတောက်တယ်တီးတာမဟုတ်ဘဲနဲ့အဲ့လိုမျိုးအဆုပ်လိုက်အတောက်လေးတွေအများကြီးစုစုပြီးတော့တီးတာပေါ့နော်။ကြေးလို့လည်းလှတယ်။ခါတိုင်းနေ့တွေမရွှေတစ်ခါမှမစားဘဲနဲ့ဒီရှေ့တနေ့ကြာမှာပေါ့နော်။တញင်းဒီအစာထိုးစားကြည့်မယ်ဆိုပြီးတော့စပြီးစားကြည့်ရင်းနဲ့တော်တော်လေးကြိုက်သွားတဲ့အသီးတစ်မျိုးပါ။ခိုးထားရလေမရည်သေးဘူးကွ။မရည်သေးဆိုအထဲမှာ စားရိတ်စိန်လို့ရပါအောင်မလားတော့မသိဘူးရေးပြီဆိုလို့ရှိရင်တော့တေချာနေလန်းပြီးတော့ရတဲ့အစီအလေးကိုစားရိတ်စိန်ရှယ်ပဲလေနော်ဒီမှာကြည့်တေချာကြည့်ကြည့်တမျိုးလေးကဲခွာကြည့်မယ်နော်အထဲမှာနှုတ်ပြီးနှုတ်သေးလားလို့စားရိတ်စိန်နေခဲ့ကြတကူတကဝယ်စားမနေနဲ့တော့အိမ်မှာလုပ်ယူလိုက်စားရိတ်စိန်တွေက အရန်လွယ်လေးလောက်ရတာဒီချင်ဘက်တွေပိုင်ထည့်ရင်လည်းလွယ်လွယ်လေးပဲစားလေးကိုလေးဘလို့ဘလောက်အချိုးစားထည့်ရလဲဆိုရင်ရေပလင်းလေးနဲ့ဟောရေထည့်လိုက်ပြီးရင်စားကိုအိမ်မလေးဟင်းကျို့ရေတောက်အရသာလေးရရဒီကိုနည်းနည်းလေးပဲဖြောထားတာနည်းနည်းထဲထားကိုမြည်ကြည့်လိုက်အဲစားလေးကဟင်းကျို့အရသာလေးသိလားဟင်းကျို့မှထဲသလားလေအဲ့လိုအရသာလေးလောက်ရရင်ရပြီစိတ်နာဟိုအိထားလည်းအများကြီးမထဲနဲ့စားရေးစင်ကစားများဝိုင်းလည်းငန်တူးပြီးတော့စားလို့မကောင်းဘူးစားနေဝါလို့ရှိရင်လည်း မချင်အောင်ပဲနဲ့လေအဲ့လိုငေါငေါကြီးဖြစ်တတ်တယ်ကွယ်စားရည်စိန်ကိုကြွကြွရွရွလေးဖြစ်စေချင်ရင်တကြားလေးနည်းနည်းထည့်ရတယ်ပေါ့နော်အဲ့ဒီနေရာမရှိလို့ရွမှာဒီစားရည်စိန်လှုပ်တဲ့စီမှာပေါ့နော်သူကလုံးဝအရန်တော့တယ်သူစီကစားရည်စိန်ဆိုရင်လုံးဝညှိုးနွမ်းနေတာမျိုးမရှိဘဲနဲ့ကြွကြွရွရွလေးဖြစ်တယ်ဆိုတော့လေအဲ့ဒါနဲ့နီးမေးကြည့်လိုက်တာတကြားနည်းနည်းလေးထည့်ပြီတဲ့ဒီကောင်လေးကအစိမ်းစားလို့ရလားဆိုရင်တော့ရတော့ရတယ်လို့ပဲ ငင်းနီးလိုမျိုးဖန်ဖန်အိမ်မဟုတ်အကျွလေးနဲ့ဝါလောက်ကောင်းနေတော့အားရစိတ်မကွဲတာကောလို့ဟောပြောပြအောင်မယ်တချို့ပြောတယ်မရှိကြည့်ရတာစိတ်နေနေအေးချမ်းနေအနောက်အပင်လေးနေပိုင်းနေဆိုလေဒီနောက်ပုတ်ပင်ကြီးကဘယ်လောက်ထိမြေးသွားပြီလဲဆိုတော့မရှိထဲတော့မြေးကုန်ပြီပြီးတော့ဒီအနောက်တခင်းကြီးကလည်းလေဒီခင်းကြီးကဘာကြီးလဲဆိုတော့เจ้าဖျုံဒီခင်းကြီးစိုက်ထားရလားဆိုစိုက်ထားတာမဟုတ်ဘူးเจ้าဖျုံဒီတလုံးဝေလာတာကွယ်ရင်းဝါတယ်မစားဖြစ်ပဲနဲ့ရင်းဝါတော့အဲ့ဒီအလုံးအမေက မချွေဟိုတချို့ဆိုပြောတယ်ကွာစီကံမရှိဘူးပြစ်ပြစ်ချရတယ်လို့ပြောအမှန်တော့ပြစ်ချတာမဟုတ်ဘူးဒီလိုမြေကောင်းနေတော့လေအသီးတွေပုတ်သွားတဲ့ဟာဆိုရင်ဒီမှာချလာတယ်သူကသူအပြင်ပြန်ပေါက်တယ်ပေါ့နော်ဟိုအရှိမလည်းအဲ့လိုပဲမကြီးသေးတယ်မကြီးသေးတယ်မကြီးမဲမှမကြီးမဲလို့တော့မကြီးသေးကြော်ထော်ထော်တော့အဲ့ဒါကိုဒီတိုင်းပုံချတာအခုအပြင်တွေတော့အိမ်မတက်နေပြီခုလေဒီမှာကြောက်ဖြုံကင်းကြီးကလုံးဝမဆိုင်တာပဲနဲ့တန်နေလိုက်ကြောက်ဖြုံညွန်စားချင်တဲ့သူဆိုလည်းခူးလို့ရတယ်ဒီမှာအညွန့်တူလူလူနဲ့ဒီမှာဒီမှာအညွန့်နေအညွန့်တူလူလူနဲ့ဒီမှာအညွန့်နေကြည့် ပြီးအသေးစိတ်ပြရမှာတော်တော်လှလို့အเจ้าဖြုံကြီးဒီမှာကြည့်ဒါကဒါကဖယုံမိမျိုးနော်ဖယုံပင်ရင်ဒီဖယုံကင်းအเจ้าဖယုံအเจ้าဖယုံကင်းပါအော်မရွှေပြပြုံးမယ်ဖောင်ဖောင်ဒီဒီမှာကတော့မရွှေလက်ဖက်သုံးနဲ့စားဖို့ဒီမော်ပင်လေးမဖောင်ဖောင်ဒီယုံကြီးပါမရွှေစားချင်လို့တတ်တတ်မဲ့မခုတ်ပင်နဲ့ထားထားတာဖောင်ဖောင်ဒီပြပါမယ်ရှင် တွေ့ရလားရှင်ကွန်ဖောင်ဒီတွေ့ရလားရှင်ဒီပါပါရှင်မဲ့ပြီလားအော်တိုင်မဝါသေးသမမဲ့သေးဖြစ်မနော်ဒါဖဖောင်ဒီပြည့်လေးတွေပါအပွေလေးရလို့အဝါလေးနဲ့နော်အဲဒါဖဖောင်ဒီပြည့်လေးတွေဒါတယုံရှိနေတယ်ဒါသူ့အလို့လို့ပေါက်နေရပါတော့တဘာဝပဲဒီနေ့အတလို့ပြင်နေတိုင်မရှိတော့ဘူးမရှိတော့မျိုးဖြုတ်လာကုန်ဝါကြီးတင်တယ်ဟောကနည်းနည်းလေးပဲပေါက်တာ အတလို့တွေ့လာနည်းနည်းလေးပဲပေါက်တယ်ဟဲ့မလကာသီးရယ်ဆယ်သီးနေပြီကဲဒီမှာကျမအကြိုက်ဆုံးမလကာကျင်သီးပင်မကြခင်မှာမလကာကျင်ယိုရှယ်တွေရတော့မယ်ဒီမှာသီးပင်ငယ်ကြောင့်နှက်ကင်းနေတော့တပုံကြီးကသီးနေကြပြုတ်ခဲနေတွေ့လာလားနည်းတာကြီးမဟုတ်ကွယ်ဒီပင်ဟိုမှာနောက်တစ်ပင်ရှိတယ်မဲအောင်မဲနေပြီဟဲ့မဲနေပြီတော့ဒီကောင်မဲနေပြီကြည့်အောင်ပြုတ်ခဲနေလာတာကြည့် ရှယ်ပဲကွယ်နော်မှဲနေပြီမှဲနေပြီဒီကောင်လေးမှဲနေပြီဟောမှာမှဲနေပြီတော့โอเคညနေကျရင်ငပိတာနဲ့စားမယ်ရှင်ကဲမွှေတို့ channel မှာမိုးတွင်းဆိုတော့အပြင်လေးရှယ်ပေါက်နေပါပြီကွယ်နော်